လေရင်ကိုပရမောင်းဆုံးပဲသူတွေကတည်ထွင်ခဲ့တာလေကျွန်တော်တို့ចောင်းမှာတင်ခဲ့တဲ့ right ညီနောင်လုံးဝမဟုတ်ပါဘူးဒါဆိုရင်ဘယ်သူတွေကလေရင်ကိုကမ္ဘာပေါ်မှာပရမောင်းဆုံးတည်ထွင်ခဲ့ကြတာလဲသူကတော့ Sir George Kelly ဖြစ်ပါတယ်1983မှာမွေးဖွားပါတယ်သူသူကတော့အင်္ဂလန်နိုင်ငံသားဖြစ်ပါတယ်သူကို father of aviation လို့ခေါ်ကြတယ်ဘာလို့ခေါ်လဲဆိုတော့သူသူကဒီလေယာဉ်ပြန်ရဲ့ဒီထူးမှုရဲ့နည်းစနစ်ကိုပရမအောင်ဆုံးရှာဖွေသိရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့သူအကြောင်း father of aviation လေယာဉ်ပြန်တည်ထူးမှုရဲ့ဖခင်ကြီးလို့ခေါ်ကြပါတယ်အဲ့တော့ဒါကကြတော့သူကသူတိဆောက်ခဲ့တဲ့ဒီ glider ဖြစ်ပါတယ်ကမ္ဘာပထမဆုံး glider ဖြစ်ပါတယ် glider ဆိုတာကအာဆက်မပါဘဲနဲ့ပြန်သားတဲ့ဆက်မဲ့လေယာဉ်ဖြစ်ပါတယ်သူတိဆောက်ခဲ့တဲ့ခုနှစ်ကတော့1853ဖြစ်ပါတယ် ူကပရမောက်ဆုံးလူမပါတဲ့ဂလိုက်တာကိုတိဆောက်တယ်ဂလိုက်တာအဲ့ဒီဂလိုက်တာအောင်မင်းနဲ့အောင်မင်းပြည်တဲ့နောက်မှနောက်နောက်မှလူတယောက်တောင်မှလူတယောက်ရဲ့အလေးရှင်ကိုတဲဆောင်နိုင်တဲ့အာနောက်ထပ်ဂလိုက်တာကိုပြန်တိဆောက်တယ်အဲ့ဒီဂလိုက်ဂလိုက်တာလည်းအောင်မင်းခဲ့ပါတယ်ဒီဆာချော့စ်ကလေးကလင်းပြန်တိဆောက်ဖို့ဘယ်လိုစစ်ကူရတယ်လဲဆိုရင် သူဟိုးငငယ်တုန်းကအာ ပေပေါ်မှာပြန်နေတဲ့ငက်တွေကိုနော်အကြာကြီးသူတယောက်ထဲအကြာကြီးထိုင်ပြီးတော့နိုင်ပေါင်းများစွာထိုင်ကြည့်တတ်တဲ့အလေးချင်းရှိတယ်။အာဒီအဲ့ဒီငက်တွေလို့သူကပြန်ရှင်တယ်။အာဘယ်လိုပြန်တယ်လဲပေါ့သူအမြဲတမ်းစဉ်းစားတယ်ပေါ့စဉ်းစားတယ်သူကလည်းအဲ့လိုပြန်ရှင်တဲ့စိတ်နဲ့သူကအဲ့ဒီစိတ်နဲ့ပဲဒီလေရင်ပြန်တည်ထွန်တဲ့စနစ်ကိုလည်းပရမောက်ဆုံးသူကအာစတင်ခဲ့တာပေါ့သူကရှာဘူးခဲ့သူရှိခဲ့တဲ့အခြေခံလေးချက်ရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့အလေးချင်းရဲ့မတင်နိုင်အားရဲ့စွဲငင်အားရဲ့နောက်ပြီးတော့သုံးကံအဖြစ်ပါတယ် ဒီအခြေခံအချက်၄ချက်ညီမြနေမှာအာလင်းသင်းကလေပေါ်မှာကောင်းမွန်ပြန်တတ်နိုင်မယ်ဆိုတော့ဒီအဓိကတော့ချက်ကိုအဓိကအချက်၄ချက်ကိုသူကရှာဖို့သိရှိခဲ့တာပါနောက်ထပ်တယောက်ကတော့ Jane Mary Libris လို့ခေါ်ပါတယ်1800ခုမှမွေးဖွားတာပါသူကပြင်သစ်နိုင်ငံသားဖြစ်ပါတယ်သူကအတင်ပေါ်သားဖြစ်တဲ့အတွက်ကြောင့်ဒီပလေပင်ပေါ်မှာစစနေတဲ့ဒီပေါ်စင်ယောင်ရဲ့ဒီပေါ်စင်ယောင်ရဲ့စင်ယောင်ရဲ့ပုံတံကိုအတောင်ပံကိုပေါ့အတူယူပြီးတော့သူသူ့ရဲ့လေရင်ကိုလည်းသူက ဒီဆောက်တာပါစင်ယောင်ကနေမျိုးရှိပါတယ်ဒီစင်ယောင်ကအကြီးမျိုးပေါ့ Apertrus လို့ခေါ်ပါတယ်အဲ့ဒီ Apertrus ရဲ့အတံပံအတိုင်းကိုလုံးကိုထဲပုံစံအတိုင်းသူကအထူးကြီးပြီးတော့ဒီဆောက်ထားတာပါအဲ့ဒါကြောင့်သူ့လေရင်ကိုလည်း L ဆိုတော့သူ့နာမည်ပေါ့ L Apertrus Artificial လို့သူကနာမည်ပေးထားတာပါစင်ယောင်ကပုံသူလို့အတိတ်ပဲရပါတယ်1850မှာဒီဆောက်တာပါနောက်ထပ်တစ်ယောက်ကတော့ဒီ Felix Drew Tempe ဖြစ်ပါတယ်1823မှာမွေးတာပါသူလည်းပြင်သစ်နိုင်ငံသားပါပဲ ါကတော့သူတိဆောက်ခဲ့တဲ့လေယာဉ်ဖြစ်ပါတယ်ပထမဆုံးကမ္ဘာကမ္ဘာမှာပထမဆုံး engine ပါတဲ့လေယာဉ်ဖြစ်ပါတယ်1884မှာတိဆောက်ခဲ့တာပါသူကကျတော့ဒီပထမနှစ်ယောက်ထဲပို့ပြီးတော့ထူးခြားသွားတယ်ပို့ပြီးတော့အဆင်ပြေသွားတယ် engine ပါလာတဲ့လေယာဉ်တစ်ခုဖြစ်ပါတယ်သူကကျတော့ Alexander Mosevsky ဖြစ်ပါတယ်1825မှာမူတာပါသူကရုရှားရေတပ်ရဲ့အရာရှိတစ်ယောက်ဖြစ်ပါတယ်ဒါကတော့သူတိဆောက်ခဲ့တဲ့လေယာဉ်ပုံစံဖြစ်ပါတယ် stream power aircraft ဖြစ်ပါတယ်1884မှာတည်ဆောက်ခဲ့တာပါ stream power ရဲ့အဓိပ္ပာယ်ကတော့ဒီအပူစွိုင်းကနဲ့ဆက်မှုစွိုင်းကိုပြောင်းလဲပေးတဲ့အရာတစ်ခုဖြစ်ပါတယ်ဥပမာအဲရေနွေးငွေ့ဆက်တာမို့ကြောက်မိသစ်ဆက်လိုမျိုးပေါ့နော်အဲဒီကအသုံးပြီးတော့သူကတည်ဆောက်ခဲ့တာပါသူကတော့အဲ climate error ဖြစ်ပါတယ်1843မှာမူပါတာပါသူကကျတော့သူကလည်း France ပြင်သစ်နိုင်ငံသားဖြစ်ပါတယ် engineer သူဖြစ်ပါတယ် သူလည်းပဲ string power ကိုအသုံးပြုပြီးတော့ string power engine ကိုအသုံးပြုပြီးတော့လေကိုတည်ဆောက်ခဲ့တာပါ1890မှာတည်ဆောက်တာပါဒီလေရဲ့နာမည်ကတော့ EO လေးဖြစ်ပါတယ်အဲသူကနောက်ထပ်လေပုံစံတစ်မျိုးကိုလည်းတည်ဆောက်ခဲ့တာပါအာ Avian 3လို့ခေါ်ပါတယ်1890မှာတည်ဆောက်ခဲ့တာပါ Avian 1 2 3သူ series နဲ့ရှိပါတယ်သူကတော့ Otto Lilienthal လို့ခေါ်ပါတယ်1848မှာမွေးဖွားတာပါသူကတော့ဂျာမနီနိုင်ငံသားဖြစ်ပါတယ် ဒါကတော့သူတိဆောက်ခဲ့တဲ့ glider ဖြစ်ပါတယ်သူကတော့ဒီလေရင်တိဆောက်ခဲ့တဲ့လူတွေထဲမှာအကြီးအကျယ်အများဆုံးတိဆောက်တဲ့သူဖြစ်ပါတယ်အဲ glider ပေါက်2000ကျော်တိဆောက်ခဲ့တာပါ1890ခုနှစ်မှာတိဆောက်ခဲ့တာပါသူကတော့ Samuel Pierpont Langley ဖြစ်ပါတယ်1834မှာမွေးဖွားတာပါသူကကျွန်တော် astronomer ဖြစ်ပါတယ်နောက်ပြီးတော့ physicist လည်းဖြစ်ပါတယ် astronomer ဆိုတော့ဒီနက္ခတ်ပေရပညာရှင်ဖြစ်တယ်เนาะပြီးတော့သူကကျွန်တော်ယူပဗေဒပညာရှင်လည်းဖြစ်ပါတယ်သူရဲ့လေရင်ကတော့တခြားလူတွေနဲ့မတူပဲ ဒီနည်းနည်းတော့ထူးခြားပါတယ်အတောင်ပါနှစ်ထပ်နဲ့အဲဒီဆောက်တီဆောက်ထားတာပါအဲရိုဒရမ်လို့ခေါ်ပါတယ်1903မှာတီဆောက်တာပါကျွန်တော်တို့အကြောင်းမှသင်ခဲ့တဲ့ right ညီတော်ကအာဒီသူ့စီကလေရင်ကိုအတောင်ပါနှစ်ထပ်ရဲ့ဒီကိုထဲဒီဇိုင်းကိုပုံပုံသူယူပြီးတော့တီဆောက်ခဲ့တာပါဒီလင်းထဲမှာတပ်ဆင်ထားတဲ့ engine ရဲ့ power ကတော့5 horse power ရှိပါတယ်။ပြောရရင်တော့မြင်းငါးကောင်ရဲ့အားနဲ့ညီမလေးလိုအတိတ်ပဲရပါတယ်။ အရင်ကတိဆောက်ခဲ့တဲ့လေယာဉ်တွေထက်လေယာဉ်အင်ဂျင်တွေထက်ဒီလေယာဉ်ကပါဝါအများကြီးမြင့်သွားပါတယ်5 horse power ရှိပါတယ် Okay ဒါကတော့ကျွန်တော်တို့လူတိုင်းနေပါသိတဲ့ ride ညီအောင်ဖြစ်ပါတယ် Weber ride နဲ့ over ride ဖြစ်ပါတယ် weber ride က1869မှာမွေးပါတယ် over ride ရကြတော့1881မှာမွေးမွေးပါတာပါသူတို့ကညီကိုနှစ်ယောက်အရင်ဖြစ်ပါတယ်သူဒါတော့သူတို့နှစ်ယောက်တိဆောက်ခဲ့တဲ့လေယာဉ်ကိုထဲဒီဇိုင်းပုံစံဖြစ်ပါတယ် လေနာမည်ကတော့ the right flyer 1ဖြစ်ပါတယ် flyer 1 flyer 2 flyer 3ဆိုပြီးတော့ series ရှိပါတယ်ဒီ flyer 1ကပထမဆုံးပြန်တဲ့အချိန်ကတော့အာ70စက္ကန့်ပဲကြာပါတယ်အမြင့်ကကြတော့120အမြင့်ပြ120ပဲပြန်တဲ့နိုင်ပါတယ်နောက်ပြီးတော့ဒီ flyer 1ဒီ flyer 1ပဲနောက်ဆုံးပြန်တဲ့နိုင်တဲ့အချိန်ကတော့အချိန်ကတော့59စက္ကန့်အမြင့်ကကြတော့850ပဲပြန်တဲ့နိုင်ပါတယ်နောက်ပြီးတော့ flyer 3နောက်ဆုံးသူတိဆောက်ခဲ့တဲ့ flyer 3ကကြတော့ပြန်သားနိုင်တဲ့အကွာဝေးကတော့24မိုင်တော်တည်တည်ပြန်သားနိုင်ပါတယ်သူတို့တိဆောက်ခဲ့တဲ့အချိန်ကတော့ December 18ရက်1903ဖြစ်ပါတယ်တိဆောက်ခဲ့တဲ့နေရာကတော့အဲ United States North Carolina Kitty Hawk ဆိုတဲ့မြို့လေးမြို့တိလေးထဲမှာဖြစ်ပါတယ်ဒီ right ညီတော်မတိုင်ခင်လင်းတိဆောက်ခဲ့တဲ့လူကလူကြီးကတော့9ယောက်မကောက်ပါဘူးတကယ်တော့10ယောက်ရှိပါတယ် သူကတော့ guest warhead ဖြစ်ပါတယ်ဒီ guest warhead ကြတော့ဘာကြောင့်ဒီကျွန်တော်ကခြံထားခဲ့လဲဆိုတော့သူကလေးကိုတိဆောက်ခဲ့တယ်လေးနေပြန်တနိုင်ခဲ့တယ်ဆိုတော့တချို့မှတန်းတော့ရှိပြီမယ်နေတမိုင်းအထောက်ထားရပြပြဆိုဆိုမရှိတဲ့အတွက်ကြောင့်ကျွန်တော်ခြံထားခဲ့တာပါဒီ right ညီတော်ရဲ့ရှစ်မှာလိန်ကိုလိန်ကိုတိဆောက်ခဲ့တဲ့ပုံကိုယ်တွေကအများကြီးရှိတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကဘာလို့ဘာဖြစ်လို့လိန်ကိုကမ္ဘာပေါ်မှာပရမဆုံးတိဆောက်ခဲ့တဲ့ဂုံပုံကိုရခဲ့တယ်လဲဆိုရင်တော့ သူတို့နှစ်ယောက်တိဆောက်ခဲ့တဲ့လေရင်ကတခြားလေရင်ကိုထဲနဲ့လည်းအာတမူမတူဘဲနဲ့တမူထူးခြားတယ်ပြောရင်တော့လေရင်ရဲ့အင်ဂါရဲ့နဲ့ပြည့်စုံတယ်ပေါ့လေရင်ရဲ့အင်ဂါရဲ့နဲ့ပြည့်စုံတယ်နောက်ပြီးတော့ဒီလေရင်ထဲမှာတတ်ထားတက်စင်တဲ့ engine ကလည်းကိုပိုင် engine design ဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ Sarchos scale ရှာဖို့သိရှိခဲ့တယ်အခြေခံမူအချက်၄ချက်လည်းပြည့်စုံပါတယ်နောက်ပြီးတော့ အဲဒီလီကအဝေးအဝေးဆုံးနဲ့ပြန်တန်းနိုင်တယ်နောက်ပြီးတော့အရေးကြီးဆုံးအချက်ကလူရီအတွက်လည်းအမှန်တကယ်အသုံးဝင်ခဲ့တယ်အသုံးလည်းပြုခဲ့တယ်ပေါ့အဲဒါကြောင့်အမှန်တကယ်အသုံးလည်းဝင်ခဲ့တယ်အသုံးလည်းပြုခဲ့ပါတယ်အဲဒါကြောင့်ဒီကမ္ဘာပေါ်မှာလီကိုပရမဆုံးတိဆောက်ခဲ့တဲ့ဆိုတဲ့ဂုဏ်ပုဒ်ကိုသူတို့နှစ်ယောက်ကရရှိခဲ့တာဖြစ်ပါတယ်ကျွန်တော် channel ကိုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ် channel ကို like နဲ့ subscribe လေးအပ်ပေးခဲ့ပါပါမိုင်း